မန်ချက်စတာနဲ့တင်လက်လွတ်ခဲ့ရတဲ့ထိတ်တဲနောက်ခံလူနူနိုမတက်ဘောလုံးပြောင်းရွှေ့ဈေးကွက်မှာကလပ်တင်းရဲ့ဆုံးဖြတ်ချက်တွေဟာနောက်တစ်ချိန်မှနောင်တရရတွေဖြစ်လာတတ်ပါတယ်။လက်ရှိချိန်မှာမီကင်ကလပ် PSG တင်းမှာရောပေါ်တူဂီလယ်ရွေးစဉ်တင်းမှာပါခြေချောင်းပြပြီးတောက်ပနေတဲ့ဘယ်နောက်ခံလူနူနိုမတက်ကိုမန်ချက်စတာနဲ့တင်းကအရင်တော့ခေါ်ယူဖို့ကြိုးပမ်းခဲ့ပူတယ်လို့သိရပါတယ်။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဒီပြောင်းရွှေ့ရာအထမမြောက်ခဲ့ပဲမယူနိုက်တက်အတွက်နောင်တရရစီကိစ္စရတစ်ခုဖြစ်ခဲ့ရပါတယ်။နူနိုမတက်ဟာမန်ချက်စတာနဲ့တက်ကိုပြောင်းရွှေ့ဖို့တော်လေးနှိစက်ခဲ့တယ်လို့ဒီဒီနေ့ကဖော်ပြခဲ့ပါတယ်။ဒီပြောင်းရွှေ့ထမမြောက်ခဲ့တဲ့အဓိကအကြောင်းရင်းတွေမှာကစားမဘက်ကပွဲကစားချိန်မိနစ်သိမ့်မရတာလည်းပါဝင်ခဲ့ပါတယ် ပေဒီမရရပုံမှန်ပို့ထုတ်ခွင့်ရပြီးကစားသမားဘောအဖွင့်ရွေးထုတ်တဲ့ချိန်နဲ့မန်တဲလိုကစားသမားတို့အတွက်ပုဂ္ဂတချိန်ငဲမကိုစိုးရင်ခဲပုံရပါတယ်။ဒါပြင်အခြားအကြောင်းမျိုးမျိုးကြောင့်လည်းဒီပြောင်းရွှေ့ရလွှဲချော်တော့တဲ့ရတာလည်းဖြစ်ပါတယ်။ဘောလုံးပြောင်းရွှေ့တွေမှာကစားသမားကလက်တင်နေတဲ့အေဂျီစားတဲ့ပါဝင်ပတ်သက်သူတွေအများပြားရှိပြီးအချက်လက်များပြားညီညွတ်မှသာပြောင်းရွှေ့တခုအောင်မြင်တာပဲဖြစ်ပါတယ်။မန်တဲရဲ့ကိစ္စပါလဲတခုခုခြုံရင်းရတာကြောင့်မယုံတော့ခွင့်ရကောင်းကြီးတခုကိုဆုံးရှုံးခဲ့ရပါတယ်။လက်ရှိချိန်မှာတော့နူနူမန်တဲရဲ့ခြေစွမ်းဟာ PG တင်းမာရောပေါ်တူဂီတင်းမာပါထုတ်တိတ်ကိုရောက်ရှိနေပါတယ်။သူကခက်စစ်ပိုင်းမှာပြိုင်မဲ့တက်စစ်မိုးတွေကိုပြတ်သက်ထိန်းချုပ်နိုင်စွာရှိသလိုတိုက်စစ်လိုက်ပါမှုမှလည်းလွန်အားသာပြီး ကိုတည်မှုကိုဖန်နေမှုတွေပါပြုလုပ်နိုင်နေပါတယ်။ပြီးခဲ့တဲ့ UEFA National League ဘောလုံးပွဲမှာကောင်းပါတယ်ဆိုတဲ့ Spain တင်းရဲ့ထိတ်တဲလူငယ်ကျေပွင်လေးလမယာမေကိုလုံးဝထိန်းချုပ်နိုင်ခဲ့ပြီးသူ့ရဲ့ကကွယ်ရေးဆောင်ရည်ကိုထပ်မံတက်တည်ပြသခဲ့ပါတယ်။မန်ယူနိုက်တက်တင်းကလူနိုမန်နဲ့ကိုမခွင့်ယူနိုင်ခဲ့တဲ့နောက်သူ့အစားအသင်းဘက်ကခွင့်ယူခဲ့တာကတော့ဒေါကူဆိုတဲ့တက်လူငယ်ကျေပွင်ဘယ်နောက်ခံချတဲ့လေးပဲဖြစ်ပါတယ်။ဒေါကူကလည်းလာလာရှိတဲ့ကစားသမားတွေကိုဖြစ်ပေမဲ့လူနိုမန်တက်ရဲ့ဘယ်နောက်ခံလူနေရာအတွက်တိုက်ရိုက်စားထုတ်နိုင်ခြင်းတော့မရှိခဲ့ပါဘူး။ မယူသေးရမန်တက်လိုကစားသမားတို့ကိုလက်လို့ဆုံးရှုံးခဲ့ရခြင်းအတွက်နောင်တရလိမ့်မလားဆိုတာကိုမပြောနိုင်ပေမဲ့လက်ရှိချိန်မှာတော့သူကကမ္ဘာထိပ်တန်းနောက်ခံလူတွေတက်ကတူဦးဖြစ်နေပြီဆိုတာအမှန်ပါပဲဒီပြောင်းရှိရဘောလုံးတင်းတွေအတွက်ကစားသမားခေါ်ယူရမှာအမျှော်မြင်ရှိဖို့နဲ့အသေးစိတ်အချက်အလက်တွေကိုအသေးချာကြိုးစားဖို့ဘလောက်ရည်ကြီးလဲဆိုတာကိုသိငဲစားတစ်ခုလည်းဖြစ်ပါတယ်